သားတို့သမီးတို့မင်္ဂလာပါဒီချက်ကတော့တတမရန်တင်ချပါတာရက်ကိုတင်ကြပေးမယ်ဒီချက်ဆိုးဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ်အကြောင်းအရာကတော့တင်ချတအခန်းခုနှစ်ပညီတစ်ခုပေါ်တိုင်းအမတ်များနေရာချထားခြင်းတင်ကန်းစာရဲ့တင်ကန်းစာတစ်ဖြစ်တဲ့ကိန်းစုံတွဲဖြင့်ဖော်ပြခြင်းအကြောင်းဖြစ်ပါတယ် မြင်းပြောင်းတကြောင်ပေါ်မှာရှိရဲ့အမှတ်တွေကိုကိန်းတွေနဲ့ကိုစားပြုနေရာချထားခြင်းအကြောင်းကိုသားတို့သမီးတို့သိရှိခဲ့ပြီးဖြစ်တဲ့ယခုသင်ခန်းစာမှာတော့ပင်ကြီးပေါ်မှာရှိတဲ့အမှတ်များကို နေရာချတဲ့အခါမှာကိန်းများဖြစ်မြည်တို့ ကိုစားပြုဖော်ပြနိုင်နေဆိုတာကို လေ့လာကြမှာ ဖြစ်ပါတယ်။ကိန်းစုံတွဲဖြင့်ဖော်ပြခြင်းအကြောင်းမှာဆိုရင် ပင်းကြီးတစ်ခုပေါ်မှာရှိတဲ့အမှတ်တစ်ခုရဲ့တည်နေရာကို ကိန်းစုံတွဲတစ်ခုနဲ့မြည်တို့ပေါ်ပြနိုင်ကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်။လွယ်ကူမှုရှိစေဖို့အတွက်ဆိုရင်ပေါင်းကိန်းမြင်းများဖြင့်တိုင်းတာပုံကိုဥစွာဆင်ကျင်ကြမယ်။ဒီမှာပေါ်ပြထားတဲ့ပုံမှာဆိုရင်အပေါင်းရည်ညီကိန်းမြင် OH နဲ့အပေါင်းမရက်ကိန်းမြင် OY တို့ကိုအမှတ် အိုမှာတောက်မှန်ကြဖြတ်ပြီးတော့ဆွဲထားတယ်။အဲ့ဒီလိုတောက်မှန်ကြဖြတ်၍ဆွဲထားသောကိန်းမြင်းများကိုရေညီဝင်ယို horizontal axis နဲ့မတ်ရက်ဝင်ယို vertical axis ဆိုပြီးတော့ခေါ်ပါတယ်။ပုံမှာအမှတ် A ကရေညီဝင်ယိုအလိုက်2 units နဲ့မတ်ရက်ဝင်ယိုအလိုက် tree unit ရှိတော့နေရာမှာတည်ရှိတယ်ဆိုပါစို့အဲ့ဒီခါမှာရင်းညီဝင်ရိုးလိုက်ရှိတော့2ကိုပထမနေရာမှာရေးပြီးတော့မရက်ဝင်ရိုးအလိုက်ရှိတဲ့ tree ကိုဒုတိယနေရာမှာ ရေးခြင်းအပြင်အမှတ် A ရဲ့ဒီနေရာကို queen sa 2 comma 3လို့ဖော်ပြမယ်အဲ့ဒီလို့ 2.3လို့ရေးပြီးတော့ဖော်ပြခြင်းကို ကိန်းစုံတွဲဖြင့်ဖော်ပြခြင်းလို့ခေါ်တယ်။အင်္ဂလိပ်လိုဆိုရင်တော့ကိန်းစုံတွဲကိုအတန်းကြီးတွေမှာသုံးတဲ့အတွက်ကြောင့်သူ့ကို order pair လို့ခေါ်တာကိုသားတို့သမီးတို့မှတ်ထားပါမယ်။ကိန်းစုံတွဲနဲ့ဖော်ပြတဲ့အခါမှာဆိုလို့ရှိရင်ကိန်းအစီအစဉ်ထားရှိမှုဟာအရေးကြီးတယ်။ဥပမာကိန်းစုံတွဲ 2.3နဲ့ပြတဲ့အမှတ်ကကိန်းစုံတွေ3.2နဲ့ပြတဲ့အမှတ်နဲ့တည်နေရခြင်းမတူပါဘူးပုံမှန်ဆိုရင်အမှတ်ဘီရဲ့တည်နေရကိုတော့3.2နဲ့ဖော်ပြတယ်ဝင်ရိုးနှစ်ခုစုံရအမှတ်အိုကိုမူလမှတ် origin လို့ခေါ်ပြီးတော့မူလမှတ်ကိုကိန်းစုံတွေ0.0နဲ့ကိုစားပြုဖော်ပြတယ် ယခုပြည်ကြီးပေါ်မှာရှိရဲ့အမှတ်တစ်ခုရဲ့နေရာကိုကိန်းစုံတွဲတစ်ခုနဲ့မြည်တို့ဖော်ပြနိုင်နေဆိုတာကိုသားတို့သမီးတို့သိခဲ့ပြီးဖြစ်တယ်။အပြန်အလှန်အားဖြင့်ကိန်းစုံတွဲတစ်ခုနဲ့ဖော်ပြတဲ့အမှတ်တစ်ခုရဲ့တည်နေရာကိုပြည်ကြီးပေါ်မှာမြည်ခဲ့တို့နေရာချမယ်ဆိုတာကိုဆက်လက်ပြီးတော့လေ့လာကြမယ်။ ဒီနေ့ဒီချေပြောပြခဲ့တဲ့အကြောင်းအရာကတော့တင်ချတအခန်းခုနှစ်ပြင်းကြီးတစ်ခုပေါ်၌အမှတ်များနေရာချထားခြင်းခေါင်းစဉ်ရဲ့တင်ကန်းစာတစ်ဖြစ်တဲ့ကိန်းစုံတွဲဖြင့်ဖော်ပြခြင်းအကြောင်းဖြစ်ပါတယ်။ဒီနေ့ဒီချေရှင်းပြပေးခဲ့တဲ့တင်ကန်းစာကိုဒါရုသမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်တင်ကန်းစာမှာဒါရုသမီးတို့နဲ့ပြန်တွေ့ကြမယ်နော်။ Bye bye ။ ဘာရသမီးတို့မင်္ဂလာပါဒီချေကတော့တတမရန်တင်ချာပါတာရက်ကိုတင်ကြားပေးမယ်ဒီချေဆိုးဖြစ်ပါတယ်ဒီနေ့ဒီချေပြောပြပေးမယ်အကြောင်းအရာကတော့တင်ချာတိအခန်းခုနှစ်ပြည်ကြီးတစ်ခုပေါ်၌အမှတ်များနေရာချထားခြင်းတင်ကန်းစာရဲ့တင်ကန်းစာနှစ်ဖြစ်တဲ့ဒေါမန် coordinate စနစ်အကြောင်းဖြစ်ပါတယ် ပေါ်မှာရှိတဲ့အမှတ်တွေကို အလျားလိုက်ဒေါင်လိုက်ဖော်ပြတဲ့နည်းနဲ့စတ္တမရန်တုံးကတင် जा ခဲ့ပြီးဖြစ်တဲ့ယခုတင်ကန်းစာမှာတော့ဒေါက်မန် coordinate စနစ် rectangular coordinate system နဲ့အမှတ်များတိုင်းတာပုံကိုဆက်လက်ပြီးတော့လေ့လာကြမယ်ဒီစနစ်မှာဆိုရင်ဒီပုံမှာဖော်ပြထားတဲ့ဝင်ရို OX OY တို့တရှိတဲ့ ဒါမှန် coordinate ပြင်ကြီးကို xy ပြင်ကြီးဟုလည်းခေါ်ဆိုရဲရင်းညီဝင်ရိုးကို x ဝင်ရိုးဟု၎င်းမတ်ရဝင်ရိုးကို y ဝင်ရိုးဟု၎င်းခေါ်ဆိုပြီးတော့ဂိမ်းစုံတွဲရှိတဲ့ပထမဂိမ်းကို x coordinate ဒုတိယဂိမ်းကို y coordinate လို့ခေါ်ရဲ နောက်ဒီနောက်တစ်ပုံမှာကြာတော့ကိန်းစုံတွေ4,3နဲ့ပြထားတဲ့အမှတ် B ရဲ့တည်နေရာကို ပြည်ညပေါ်မှာနေရာချပြထားတယ်။ B ရဲ့တည်နေရာရှိပုံကိုဒါတို့သမီးတို့ဆင်ခြင်ကြည့်နိုင်ပါတယ်။4က B ရဲ့ x coordinate ဖြစ်ပြီးတော့ x ဝင်ရိုးပေါ်မှာ for you နဲ့ရှိရဲ့နေရာနေပြီးတော့ဝိုင်းဝင်းရိုးနဲ့ပြိုင်တဲ့မြင်းကိုဆွဲကြည့်ပါ tree ကကြာတော့ p ရဲ့ y coordinate ဖြစ်ပြီးတော့ဝိုင်းဝင်းရိုးပေါ်မှာ tree unit ရှိရဲ့နေရာနေပြီးတော့ x ဝင်းရိုးနဲ့ပြိုင်တဲ့မြင်းဆွဲပါအဲ့ဒီမြင်းနှစ်ចောင်းစုံတဲ့နေရာကအမှတ် p ရဲ့နေရာဖြစ်တယ် p ရဲ့ဒီနေရာကိုပြတယ်ကိန်းစုံတွေ 4ကောမာ3ကို p ရဲ့ coordinate များလို့ခေါ်တယ်ရေပူရအားဖြင့် xy ပြင်ကြီးပေါ်မှာအမှတ်တစ်ခုရဲ့တည်နေရာကို ကိန်းစုံတွဲ x ကောမာ y နဲ့ပေါ်ပြလေးရှိတယ်ပုံစံတွက်တစ်ကိုကြည့်ရအောင်မေကွန်းကတော့အောက်ပါတို့ဤတီနေရာကို coordinate များဖြင့်ဖော်ပြပါတယ် နမတ်တကြီးကအာကစားယုံခခွေနှင်းစီဆောင်ဂငယ်ယုံကံမြဂကြီးစာကြည့်တိုင်းငစပယ်ဆောင်ဆိုပြီးတော့မိကွန်းလေးဖြစ်ပါတယ်အဲ့တော့တီချယ်ရိုးကနံပါတ် A ကအာကစားယုံအာကစားယုံက x coordinate က1 y coordinate က2သူတို့နှစ်ခုစုံတဲ့နေရာမှာရှိရတဲ့ကြောင့် A ကဆိုလို့ရှိရင်တော့1,2ဖြစ်တယ်။ B ကနှင်းစီဆောင်ရဲ့ coordinate ကိုရှာမှဖြစ်တယ်။ B က x ဝင်ရိုးပေါ်မှာဆိုလို့ရှိရင်တော့3ရနေပြီးတော့ဆွဲထားတာဖြစ်တယ်။ Y ဝင်ရိုးမှာဆိုလို့ရှိရင်တော့လေ3ရနေဆွဲတဲ့အတွက်ကြောင့်မို့လို့ B ရဲ့ coordinate က3,3ဖြစ်တယ်။အမှတ် C ရုံးခန်းများကြတော့ x ဝင်ရိုးပေါ်က4အမှတ်နဲ့ y ဝင်ရိုးပေါ်က2အမှတ်ကိုဆက်ဆွဲပြီးစုံတဲ့အမှတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ C က4,2ဖြစ်တယ်။နံပါတ်ကကြီးက ဒီအမှတ်ကဆိုလို့ရှိရင် x ဝင်ရိုးဘော်က5အမှတ်နဲ့ y ဝင်ရိုးဘော်က3အမှတ်တို့စုံရမှာရှိရတဲ့အတွက်ကြောင့်မို့လို့ဒီရဲ့ coordinate က5,3ဖြစ်တယ်။ e စပယ်ဆောင်ရကြတော့ x ဝင်ရိုးဘော်က6နဲ့ y ဝင်ရိုးဘော်က5ကိုစုံရမှာရှိရတဲ့အတွက်ကြောင့်မို့လို့ e ရဲ့ coordinate က6,5ဖြစ်ပါတယ်။ ုံစံတွက်နှစ်ကိုဆက်ပြီးတော့ကြည်ရအောင်ပုံတွင်မြို့ပတ်လမ်းပေါ်ရှိ စတိုးဆိုင်များဤတည်နေရာကို ဖော်ပြထားတယ်။နံပါတ်1မေကွန်းက အောက်ပါစတိုးဆိုင်များဤတည်နေရာကို ကိုအော်ဒီနိတ်များဖြင့်ဖော်ပြပါတယ်။နံပါတ်ကကြီးက K နံပါတ်ခကွေ A နံပါတ်ကငယ် D နံပါတ်ကကြီး H နံပါတ်က F ဖြစ်ပါတယ်။ဒီကျေရောအဖြေလေးကို ကြည်ရအောင်။ နံပါတ်1ကတော့ကကြီး KR ဆိုလို့ရှိရင် x ဝင်ရိုးပေါ်က4ရယ် y ဝင်ရိုးက1ရယ်နှစ်ခုစုံရမှာရှိရတဲ့ကြောင့် k ရဲ့ coordinate က4,1ဖြစ်တယ်။နံပါတ်ခကွေးက a ရဲ့ coordinate ကိုရှာတဲ့အခါမှာ x ဝင်ရိုးပါရှိရယ်2အမှတ်နဲ့ y ဝင်ရိုးက2အမှတ်တို့စုံရမှာရှိရတဲ့ကြောင့် a ရဲ့ coordinate က တူကောမာတူဖြစ်တယ်နံပါတ်ကငယ် d ရဲ့ coordinate ကိုရှာခြင်းရဲ့ x ဝင်ရိုးပေါ်မှာရှိရဲ့ tree အမှတ်စုံရာနဲ့ y ဝင်ရိုးက6အမှတ်စုံရာမှာရှိတဲ့အတွက်ကြောင့် d ရဲ့ coordinate က tree ကောမာ6ဖြစ်တယ်နံပါတ်ကကြီးမေကွန်ဖြစ်တဲ့ h ရဲ့ coordinate ကတော့ x ဝင်ရိုးပေါ်က 8နဲ့ YWO ပေါ်က4ကိုစုံရမှာရှိရတဲ့အတွက်ကြောင့် H ကဲ coordinate က8,4ဖြစ်တယ်။နံပါတ်ကမိကွန်းဖြစ်တယ်။ F ကဲ coordinate ကတော့ XWO ပေါ်က8နဲ့ YWO ပေါ်က9ကိုစုံရမှာရှိရတဲ့အတွက်ကြောင့် F ကဲ coordinate က8,9ဖြစ်တယ်။ ။နံပါတ်2မေကွန်ကတော့အောက်ပါကိုဒိနေများသည်မိသည့်စတိုးဆိုင်များဤတည်နေရာကို ဖော်ပြသည်။နံပါတ်2ကကြီးက3.4ရဲ့စတိုးဆိုင်က B ဖြစ်တယ်။ နောက်တစ်ခါနံပါတ်ခွေက6.5ကစတိုးဆိုင်က i ဖြစ်တယ်။နံပါတ်ကငယ်7.3ရဲ့ စတိုးဆိုင်က j ဖြစ်တယ်။ကနံပါတ်ကကြီး1.5ကစတိုးဆိုင်က c ဖြစ်တယ်။နံပါတ်9က2.8ကဲစတိုးဆိုင်ဟာ e ဖြစ်တာကိုသားတို့တပီတို့တွေ့ကြပါလိမ့်မယ်။ပုံစံတွက်3မိကွန်းလေးကိုဖတ်ကြည့်အောင် နောက်မှ coordinate စနစ်တွင်အမှတ် a 3,0 b 3,4 c 6,7 d 9,4 e 9,0တို့ကို နေရာချပါ A B C D E အစီအစဉ်တိုင်းဆက်ပြီးနောက်ဆုံးအမှတ်နဲ့ပထမဆုံးအမှတ်ကိုလည်းဆက်ပါရရှိလာသော ပုံသည်မြည်သည့်ပုံဖြစ်သည်နည်းရဲ့ အဲ့တော့သားတို့သမီးတို့ကလေ့ကျင့်ခန်းစာအုပ်မှာအကွက်ကလေးတွေချပါမယ်အိတ်ဆွေရိုးမှာဆိုလို့ရှိရင်30တီဒီဂျယ်ရိုးအမှတ်ချမယ်ဝိုင်းဝင်းရိုးမှာလည်း30တီ10ကွက်စီချမယ်အဲ့တော့အကွက်ကလေးတွေကိုဒီချေရိုးဆွဲထားမယ်။အရေးကြီးတာကအိတ်ဆွင်ရိုးမှာဆိုလို့ရှိရင်၃ညအမှတ်ကစမယ်။ အဲ့တော့ OH ဖြစ်တဲ့အတွက်ကြောင့်၃ညနေရာမှာ O ကိုရေးမယ်။ညာကောင်းလေးကို H ကဲ့ချိမှာတက်မယ်။ဝိုင်းဝင်းရိုးမှာလည်းအလိုပဲဝိုင်းရဲ့နားမှာညာကောင်းလေးကိုတက်မယ်။အဲ့တော့ဒီ H ဝင်ရိုးနဲ့ဝိုင်းဝင်းရိုးတို့ဟာဆိုလို့ရှိရင် O အမှတ်ကနေပြီးတော့စုံမှာကို တွေ့ရမယ်။ အခုဒီမှာသားတို့သမီးတို့လက်ကျင်ငန်းစာအုပ်မှာဆယ်ခွက်ပြီးဆွဲပြီးပြီဆိုလို့ရှိရင် A ရဲ့ coordinate ကို နေရာချမယ်။အဲ့တော့ A ရဲ့ coordinate ကဆိုရင်3,0ဖြစ်တဲ့အတွက်ကြောင့်မို့လို့ x ဝင်ရိုးပေါ်မှာ3 y ဝင်ရိုးပေါ်မှာကြတော့မရှိဘူး။တုံညဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ A ကို3,0နေရာမှာ နေရာချမယ်။ B ရကြတော့ B ရဲ့ coordinate က3,4ဖြစ်တဲ့အတွက်ကြောင့် ိတ်ဝင်ရိုးပေါ်က3အမှတ်နဲ့ဝိုင်းဝင်ရိုးပေါ်က4အမှတ်တို့စုံတဲ့နေရာမှာ B အမှတ်ကိုနေရာချမယ်။ C ရဲ့ coordinate က6,7ဖြစ်တဲ့အတွက်ကြောင့်မလို့အိတ်ဝင်ရိုးပေါ်က6နဲ့ဝိုင်းဝင်ရိုးပေါ်က7တို့စုံရအမှတ်မှာ C ကိုနေရာချမယ်။ D ရဲ့ coordinate က9.4ဖြစ်တဲ့အတွက်ကြောင့်မလို့ x ဝင်ရိုးပေါ်က9နဲ့ y ဝင်ရိုးပေ ဟာ for အမှတ်တို့စုံရမှာရှိတဲ့အမှတ်ကို d လို့နေရာချမယ် e ကတော့9,0ဖြစ်တဲ့အတွက်ကြောင့် x ဝင်ရိုးပေါ်ဟာ9နေရာမှာ အမှတ်ကိုနေရာချလိုက်မယ်ပြီးရင် a b c d e အတိုင်းအမှတ်တွေကိုဆက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ရရှိလာမယ့် ပုံလေးဟာအိမ်ပုံလေးဖြစ်ပါတယ်ပုံစံအတွက်လေးရတော့ a 4 comma 4 c 9 comma 9တို့သည် student a b c d e ဒေါင်းစွန်းနှစ်ခုဖြစ်၏ a b နှင့် c d တို့သည် y ဝင်ရိုးနှင့်ပြိုင်ပြီး a d နှင့် b c တို့သည် x ဝင်ရိုးနှင့်ပြိုင်၏ b d e coordinate များကို ရှာပါ a b e အလျားကိုလည်းရှာပါဆိုတဲ့မိကွန်းလေးဖြစ်ပါတယ် အလို့ဆိုရင်လေသားတို့သမီးတို့ဟာလေ့ကျင့်ခန်းစာအုပ်မှာဆိုရင် HY ပြင်ကြီးပုံလေးကိုစွဲပါမယ်အဲ့တော့ X ဝင်ရိုးမှာ10ခွက်စွဲမယ် Y ဝင်ရိုးမှာပါလေ10ခွက်စွဲပါမယ်အဲ့တော့သားတို့သမီးတို့ဟာ x ဝင်ရိုးမှာရှိတဲ့ x နေရာမှာမြားကောင်းလေးတက်မယ်။ y ဝင်ရိုးမှာလည်းမြားကောင်းလေးတက်မယ်။ ဒီရနေပြီးတော့ O အပတ်ကနေပြီးတော့ OH ဝင်ယူ OY ဝင်ယူဆိုပြီးတော့ဒါတို့သမီးတို့မြင်ရပါမယ်အဲ့တော့ OH ပေါ်မှာဆိုလို့ရှိရင် A အမှတ်ကဘယ်အစလဲဆိုရင် H ဝင်ယူမှာ4 y ဝင်ရောမှာလဲ4စုံရမှာ a အမှတ်ရှိတယ်။အဲဒါကြောင့် x ဝင်ရောပေါ်က4နဲ့ y ဝင်ရောပေါ်က 4ကိုစုံတဲ့နေရာမှာ A အမှတ်ကိုချမယ်။နောက်တစ်ခါ C အမှတ်က9ကောမှာ9ဖြစ်တဲ့အတွက်ကြောင့်မလို့ C ရ X ဝင်ရောက9ရဲ့ Y ဝင်ရောက9တို့စုံရမှာရှိရဲ့နေရာကို C လို့နေရာချမယ်။အဲ့ဒီခါမှာ B အမှတ်ရဲ့ coordinate ကိုကြည့်လိုက်တဲ့ခါမှာဆိုလို့ရှိရင်တော့ B က H ဝင်ရောက4နဲ့ Y ဝင်ရောက9တို့စုံရမှာရှိရတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ B ရဲ့ coordinate က4,9ဖြစ်တယ်။နောက်က D ရဲ့ coordinate ကကြတော့ H ဝင်ရောက9ရဲ့ Y ဝင်ရောက်ပေါ်က4ရဲ့စုံရမှာရှိရတဲ့အတွက်ကြောင့်မို့လို့ D ရဲ့ coordinate က9,4ဖြစ်တယ်။ အဲ့ဒီမှာဆိုလို့ရှိရင်စတုရန် ABCD ရဲ့အဲ့ဒီမှာပုံမှာဆိုလို့ရှိရင် AB ရဲ့အလျာကိုကြည့်လိုက်တဲ့အခါမှာဆိုရင်အကွက်ဘယ်နှကွက်ရှိလဲဆိုတော့9ကွက်ရှိပါတယ်အဲ့ဒါကြောင့်မလို့ AB ရဲ့အလျာက9 unit 5 unit ဖြစ်ပါတယ် ီနေ့ဒီချေပြောပြခဲ့တဲ့အကြောင်းအရာကတော့တင်ချတိအခန်းခုနှစ်ပြင်းကြီးတစ်ခုပေါ်၌အမှတ်များနေရာချထားခြင်းခေါင်းစဉ်ရဲ့တင်ကန်းစာနှစ်ဖြစ်တဲ့တောက်မှန် coordinate စနစ်အကြောင်းဖြစ်ပါတယ်ဒီနေ့ဒီချက်ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကို သားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ် ဟက်ဆာအုပ်မှာပါရှိရဲလိတ်ကျင်ကန်းတွေကိုလည်းသားတို့သမီးတို့တွေ့ကြည့်ကြပါလို့ဒီချဲမှာကြားခြင်းပါတယ်။နောက်တင်ကန်းစာမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။